switch on my core if I kill anything. Everything, try to ဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဂျူရိုဂိမ်းမေးကဂျူရိုပဲဖြစ်ပါပြီဒီနေ့မှာနှစ်တည်အများကြီးကြာမှာပြန်ရောက်လာမယ် event နှစ်ခုအကြောင်းအရာနဲ့ထွက်ရှိလာမယ် second အသစ်အကြောင်းအရာလေးတွေကိုကျွန်တော် ပြောပြပေးသွားမှာဖြစ်ပါပြီ ဗီဒီယိုလေးမစတည်ခင်မှာကျွန်တော်ရဲ့ channel လေးကို like subscribe မလုပ်ရသေးလို့ရှိရင်တော့ brother တို့လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။ကဲပထမဆုံးအနေနဲ့ e5 နှစ်ခုလေးရမှာချောင်းစိတ်ဆိုင်ရာ event skin အကြောင်းကိုကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ်။ချောင်းစိတ်ဆိုင်ရာ event skin ကဘယ်နည်းထွက်ရှိလာမှာဆိုတော့ရဲတိကျမသိသေးဘူး။ဒါပေမဲ့ထွက်ရှိလာဖို့ဆိုတော့မကြသေးဘူးလို့ကျွန်တော်ကတော့ပြင်မိတယ်။ဘာလို့လဲဆိုတော့ဒီရပိုင်းတွေမှာတော့မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့ဆိုတော့ဒီရပိုင်းတွေမှာလာမဲ့စကီနေ event တွေကအများကြီးရှိသေးတယ်ဗောနော်အဲ့တော့အဲ့ဒါကြီးပြီးွားပြီအဲ့ဥစားကြီးနည်းနည်းလေးညင်သွားပြီဆိုတော့မှဒီချောင်းစိတ်ဆိုင်ရာ event ကပြန်လာဖို့ရှိမယ်ပြန်လာဖို့ရှိမယ်ဆိုတော့ဘာသာတို့ချောင်း player တွေအတွက်တင်းကောင်းလို့တော့ပြောလို့ရတယ်ဒီ event ကြီးလာလို့ရှိရင်တော့ကျွန်တော်သိရှိတာတလောက်ကတခြား collaborate skin တွေလည်းလာမယ်လို့ပြောတယ်ဗျဆိုတော့တခြားနောက်ထပ် skin တွေ basic skin တွေထပ်တိုးမလဲတော့ကျွန်တော်လည်းမသိဘူးတေချာတကူကတော့ချောင်းအဲစိတ်ဆိုင်ရာ skin တွေ မလာရဲ့စိတ်ဆန်စကီနေအဲ့ဥစားရဲ့အကုန်လုံးကတော့ပြတ်ပါမယ်ဆိုတော့တေချာတလောက်တော့ရှိရဗျ even ရည်ဆိုတဲ့အတိုင်းပဲ tan draw လဲတဲ့အခါတိုင်းမှာ diamond 1000ကုန်နေပါဖြစ်ပါတယ် first tan draw မှာတော့ diamond 900ပဲကုန်ကြမှာပဲဖြစ်ပါတယ်ဗျဒါကတော့ event လာမယ်ဆိုတာကိုပြပတ်ပြတော့တာပဲဖြစ်ပါတယ် event ပုံစံကြီးကတော့အရင်လာပြီးသား event ပုံစံမျိုးပဲဖြစ်ပါတယ်ဗျ reward တွေရရရှိမဲ့ item တွေရအကုန်လုံးကအတူတူပဲဖြစ်ပါတယ် ကဲဒါဆိုလို့ရှိရင်တော့ e-bike နှစ်ခုမြောက်အကြောင်းကိုပြောပြပေးချင်ပါတယ်ဗျ e-bike နှစ်ခုမြောက်ကတော့ကိုဖူးဘန္နာ e-bike ဖြစ်ပါတယ်အခါရဲ့ကိုဖူးဘန္နာပေါ့နော်လူတိများကြတယ်ဆိုတော့ f e-bike ကလည်း brother တို့အရင်လာနေကြအတိုင်းပဲလာဖို့ရှိတယ်ကျွန်တော်ကုနာပြောသွားတယ်လို့ပဲ hero တွေနဲ့ဟာ collaborate လုပ်ဖို့အတွက်တွေရှိရပေါ့နော်အဲ့ဥစားတွေကဒီလာလို့ရှိရင်တခါတည်းပါလာမလားနောက်နောက်နောက်ထပ်နောက်ထပ်လာမယ့် event တွေမှာမှပြပါလာမလားဆိုတော့တော့ထေချာတော့မတည်သေးဘူးဒီ ကိုဖူးဘာနာအီဗန်ကလည်းလာဖို့ရှိတယ်ဘယ်နေ့လာမလဲဘယ်ရက်လာမလဲဆိုတော့တိကျတော့မထွက်သေးဘူးပေါ့နော်အခုကကျွန်တော်ကပြန်လာမယ့် event အကြောင်းအရာတွေပဲပြောပြပြသွားတာပဲဖြစ်ပါတယ်။ဘယ်ရက်တွေဘာတွေကိုထွက်ရှိမယ်ဆိုတော့အတိအကျပတိသေးလို့တေးချတိတဲ့အချိန်ကြားလို့ရှိရင်ဗီဒီယိုလုပ်ပြီးတော့ကျွန်တော်တေးချပြန်တင်ပေးပါဗျာ။အကြလို့ရှိရင်တော့ဘယ်ဘယ်နှစ်ကြိမ်လှည့်လို့ရှိရင်ဗာရမယ်။အဲအဲ့လိုမျိုးတွေကအစကျွန်တော်အသေးစိတ်ပြန်တင်ပေးပါမယ်ဗျာ။ကဲဒါဆိုလို့ရှိရင်တော့နောက်ထပ်ထွက်ရှိလာမယ့် second လေးတွေကိုကျွန်တော်တို့ကြည့်လိုက်အောင်ဗျာ။ ဘယ်ဟီးရိုးတွေကဘလို့စကင်တွေထွက်ရှိမလဲဆိုတော့ Desco ကိုကြည့်ကြရအောင်ဗျဒါကတော့ချစ်ရဲ့ new skin service design ပဲဖြစ်ပါတယ်ဘလို့စကင်အမျိုးအစားနဲ့ထွက်ရှိလာမလဲဆိုတော့တော့တေချာတော့မသိရှိရသေးဘူးဒီတိုင်းစကင်ပုံစံအမျိုးအစားနဲ့ပဲကျွန်တော်တို့သိရှိရသေးတယ်ပေါ့နော်ဒါကတော့ ED ရဲ့ new skin service design ဖြစ်ပါတယ်ဗျကျွန်တော်အနေနဲ့ကတော့အာအပီမဟုတ်လို့ရှိရင် special skin အဲ့လောက်နီးပါးတော့ထွက်မယ်လို့တော့ကျွန်တော်ကတော့မြင်မိတယ် ဘာသားတို့အမြင်ကိုလည်းကိုမမခြာရေးခဲ့လို့ရပါပြီဗျနောက်တစ်ခုအကြတော့ main player တွေအကြိုက် YPE ရဲ့ Starlight skin ပဲဖြစ်ပါတယ်ဗျအခုလက်ရှိမှာတော့ skin စာပေပူဇော်နှစ်ခုပဲထွက်ရှိသေးတယ်နောက်ထပ် Black skin တစ်ခုကတော့ Painted skin ပဲဖြစ်ပုံများပါတယ်ဗျနောက်တစ်ခုကတော့ Tank player တွေအကြိုက် Athlete ရဲ့ Epic skin ပဲဖြစ်ပါတယ်ဗျ Epic skin ဆိုတဲ့အတိုင်းပဲ skin effect တွေကတော့ ပါတော့ပါမယ်အရင်ကြီးတော့မျောလေးလို့မရဘူးပေါ့နော်နောက်တစ်ခုကကြတော့ Lolita ရဲ့ second service design ပဲဖြစ်ပါတယ်ကျွန်တော်စိတ်တည်တော့ background ပါညာရကြည့်ရမယ်ဆိုလို့ရှိရင် second series တစ်ခုအနေနဲ့ထွက်ရှိလာမယ်လို့ကျွန်တော်ကတော့မြင်မိတယ်မဟုတ်လို့ရှိရင်လည်း app app ထပ်ပူတဲ့ second အမျိုးအစားနဲ့ထွက်ရှိလာမယ်လို့ကျွန်တော်ကတော့မြင်မိတယ်ဗျနောက်တစ်ခုကတော့အတိတ်အတွက်ရှိလာမယ်ဇူရှင်းရဲ့ color scheme ပဲဖြစ်ပါတယ်ဗျာ နောက်တစ်ခုကတော့ချောင်းရဲ့ skin service design ပဲဖြစ်ပါတယ်ဗျ။အခုလက်ရှိကတော့ brother တို့မြည်တွေ့နေရတဲ့အတိုင်း skin service ပုံစံကတော့၄ခုထွက်ရှိလာတယ်။ဘယ်ဥစ္စာအတီးပြုတ်ရမလဲဆိုတော့မသိရှိရသေးဘူးပေါ့နော်။ဒီနေ့ထွက်ရှိလာမယ် dinosaur ရဲ့ skin ပဲဖြစ်ပါတယ်။ All Star Event ပေါ့နော်။အဲ့အနေပြီးတော့ dinosaur skin ကို free ရရှိမယ်လို့တော့သိရှိထားရတယ်။ Test တွေကတော့ brother တို့အာလုပ်နေကြအတိုင်းပဲအလွယ်မလွတ်တော့ထင်တယ်။ ကျွန်တော်သိရှိထားတဲ့တော့က answer no no ဘာလို့လှည့်တယ်လို့ပြောအဲ့လိုမျိုး event နဲ့လာမယ်လို့တော့ကျွန်တော်သိရှိထားရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ Harley ရဲ့ skin service design ပုံစံလေးပဲဖြစ်ပါရဲ့ဗျာ design ပုံစံကတော့၄မျိုးနဲ့ထွက်ရှိလာရဲ့ပေါ့နော်ဘယ်ဟာ confirm ဖြစ်မလဲဆိုတော့တော့မသိရှိရသေးဘူးဗျာဘာသာတော့ယခုမြင်နေရတာကတော့ summer skin တွေကို rabbit လုပ်မယ်ပုံစံဒီပဲဖြစ်ပါရဲ့ဗျာနောက်တစ်ခုအတိတ်ထပ်တုတ်လာတာကတော့ one one ရဲ့ summer skin ပဲဖြစ်ပါရဲ့ဗျာ ဒါကတော့နောင်ရဲဝင်နာဖြစ်ထားတဲ့ Lady Dragon စကင်ပဲဖြစ်ပါတယ်ဗျ။ဘယ်လိုပုံစံမျိုးနဲ့ထွက်ရှိလာမယ်ဆိုတော့မသိရှိရသေးဘူးပေါ့နော်။ rather တို့ဒီ project နဲ့အတွက် UI design ကိုဘယ်လိုမြင်လဲဗျကျွန်တော်ကတော့ကြိုက်နေတတ်တယ်တော်တော်လေးမိုက်လာရင်လို့ပြောလို့ရတယ်ဗျနော် rather ရဲ့အပြင်ကိုကိုယ်မှခြာရေးခဲ့လို့ရပါတယ်ကဲဒါဆိုလို့ရှိရင်တော့ဒီဗီဒီယိုကိုဒီလောက်နဲ့ပဲဆုံးသတ်ချင်ပါတယ်ကြည့်ရှုပေးတယ်ဒူးတယောက်ချင်းစီတောင်းကိုလည်းကျွန်တော်ကကျေးဇူးအထူးတင်ရှိပါတယ်ဗျကျွန်တော်ရဲ့ဗီဒီယိုလေးကို like နဲ့ရသေးလို့ရှိရင် like နဲ့ပေးခဲ့ပြီးတော့ channel လေးကို subscribe မလုပ်ရသေးလို့ရှိရင်တော့ subscribe လုပ်ခဲ့ပြီးတော့ကျွန်တော်ကတောင်းဆိုချင်ပါတယ်ဗျ ကဲအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်လည်ဆုံရကြမှာပြ